မင်္ဂလာပါခင်ဗျာမိုးအေးလေအေးမှာကောက်ကွင်းထဲမှာကောက်ရိုက်နေတဲ့ကစားသမားတွေကြမ်းမိုက်ကြီးဆိုင်ကြပါကျွန်တော်လဲတုတ်ကွေး3-4ရက်လောက်ဖြားသွားတယ်ခင်ဗျာအဲအားကြောင့်ကျန်တဲ့ကစားသမားတွေလည်းစိတ်ပူပါတယ်ကြမ်းမိုက်ကြီးဆိုင်ကြပါကျွန်တော်တင်တဲ့ post တစ်ခုမှာကိုမိုးထက်ကအခုလိုလေးမေးလာပါတယ်သူရဲ့ကွင်းတွင်တွေးကြုံလေးမှုဒါလေးကိုကျန်တဲ့ကစားသမားတွေလည်း ရှင်းသွားအောင်လို့ကျွန်တော် share ပေးချင်တာပါမနေ့ကတဲ့ MGC ကွင်းအမှတ်စက်ခွန်ပါ3မှာတဲ့ကျွန်တော် T-shirt ရိုက်တယ်ဘောလုံးကကျင်းရဲ့ဘဲဘက်ဘန်ကာကျော်လေးနာက fairway area မှာကတ်ကြသွားတာကိုပတ္တနာရီရောကယ်ရီရောမြင်ကြပါတယ်တဲ့ဒါပေမဲ့အဲ့နာရောက်တော့ဘောလုံးကိုရှာမတွေ့ပါဘူးတဲ့ရောက်နိုင်ခြေရှိတဲ့အနည်းတစ်ဝက်2မိနစ်ရှာတော့လဲဘောလုံးမတွေ့ပါဘူးတဲ့မြေပြော့လို့မြုပ်သွားပုံရပါတယ်တဲ့ ဒါနဲ့ကျွန်တော်ဘလုံးအစ်ထုတ်ရိုက်လိုက်ပါတယ်ဒီလိုဒီလိုအခြေအနေမျိုးမှဆိုရင်အချက်ပေးဖို့လိုတယ်လို့ကျွန်တော်နားလည်ထားပါတယ်မှန်ကန်မှန်သလားခင်ဗျာတဲ့တချို့က fairway မှာမို့အချက်မပေးရဘူးလဲပြောကြပါတယ်တဲ့စဝေစဝါဖြစ်နေလို့မေးရပါခင်ဗျာလို့မေးလာပါတယ်အဲ့ဒီဖြစ်စဉ်မှာမိကုန်းလေးကအရင်ကောင်းတယ်တီရှော့ရိုက်ပြီးတော့ဘောလုံးကဘန်ကာကိုကျော်ပြီး fairway ပေါ်ရောက်တယ် မြေပြော့ပြော့ဖြစ်ပြီးမြုပ်သွားနိုင်တယ်ဘောလုံးရှာမတွေ့တော့ဘူးဆိုပါစို့ရှာတာ3မိနစ်ကျော်သွားပြီဒါဆိုရင်ကျွန်တော်တို့ကဘယ်စီမင်းနဲ့ဆုံးဖြတ်ကြမလဲလို့စဉ်းစားတဲ့အခါမှာ runava 18.2 loss for စီမင်းအရာပဲဆုံးဖြတ်မှာဖြစ်ပါတယ်ဘောလုံးတစ်လုံးကိုကျွန်တော်တို့ရိုက်ပြီးတဲ့ရိုက်လိုက်တဲ့ဘောလုံးတစ်လုံးကိုကွင်းတွင်းမှာ3မိနစ်ရှာဖွေမတွေ့ရှိတဲ့အခါ loss ပေါ်ပဲဖြစ်ပါတယ်။သူကသူ embedded ဖြစ်သွားတယ်ပဲပြောပြောဘောလုံးကိုမတွေ့ရင်တော့ embedded စီမင်းရ free drop မရနိုင်တော့ပါဘူး။ loss ပေါ်စီမင်းရပဲသွားတော့မှာဖြစ်ပါတယ်။ပျောက်သွားတဲ့ဘောလုံးကို3မိနစ်ထဲမတွေ့တော့ဘူးဆိုရင်ကျွန်တော်တို့က loss ပေါ်စီမင်းရ stoke ဆောင်ရွက်ရမယ်နီလန်ကတနည်းပဲရှိပါတယ်။နောက်ဆုံးရိုက်ခဲ့တဲ့နေရာကိုပြန်သွားပါပြစ်ဒဏ်တစ်ချက်ပေးပြီးပြန်ရိုက်ပါအခု ကိုမိုးထက်ရဲ့ဖြစ်စဉ်မှာတီခုံမွားရိုက်ခဲ့တာဖြစ်တဲ့အတွက်တီခုံမမတီခုံပြန်သွားပါတီတဲပြီးရိုက်လို့ရပါတယ်ရိုက်သုံးနဲ့ရိုက်ရမှာဖြစ်ပါတယ် loss for simian ဖြစ်ပါတယ်အကယ်၍များပေါ့ဗျာကျွန်တော်တို့ queen comedy တွေကလည်းတိတ်ပညာတက်ပြီးတော့အဲ rule တွေလည်းစင်မြင်နားလည်တဲ့ queen comedy တွေရဲ့စီမံထားတဲ့ queen မှာသွားကစားပြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ model local rule e5 ဆိုတော့ စီမီကို local room မှာထည့်သွင်းရေးသွင်းထားတယ်ဆိုရင်တော့ပျောက်သွားတယ်လို့ခံမနေတဲ့အနည်းဆုံးနေရာမှာကျွန်တော်တို့က draw ချပြီးပြစ်ဒဏ်နှစ်ချက်ပေးပြီးရိုက်ခွင့်ရှိမှာဖြစ်ပါတယ်။ဒါမဲ့မြန်မာနိုင်ငံကွင်းအတော်များများမှာ e5 ပြဋ္ဌာန်းထားခြင်းမရှိပါဘူးကျွန်တော်တို့ mode win ဆိုတော်တော်ခက်ခဲဖြစ်ပါတယ်။ queen comedy တွေကစီမီနဲ့အညီတီးဖို့လိုအပ်ပါတယ်။ကိုမုထက်ရဲ့မိကောမှာတချို့က fairway မှုအချက်မပေးရဘူးလဲပြောကြတယ်တဲ့။မှားပါတယ်။ ဖယ်ဝေးမှုအချက်မပေးရဘူးဆိုတာမရှိပါဘူးဘယ်နေရာမှာပျောက်ပျောက်ကွင်းတွင်းဤသည့်နေရာမှာပဲရှာ3မိနစ်တွင်းရှာမတွေ့ရင် loss ball ဖြစ်ပါတယ် loss ball စီမင်းတိုင်းပဲဆောင်ရွက်ရမှာဖြစ်ပါတယ်နောက်ထပ်ကွန်ပျူတာဆက်မေးတဲ့မိကုန်လေးကဆက်ဆက်မိကုန်လေးက red ထဲမှာတဲ့ကျွန်တော် second shot အတွက်ရိုက်ဖို့ပထမ free swing ဆွဲတယ်တဲ့ ဒုတိယ swing မှာကျွန်တော်ရိုက်တယ်တဲ့ဘောလုံးကလှုပ်လဲမလှုပ်ရွှေ့လဲမရွှေ့ထိလဲမထိပါဘူးတဲ့ရိုက်ချက်ဖြစ်သလားပြစ်ဒဏ်ဖြစ်သလားခင်ဗျာလို့သူကမေးထားပါတယ်ဒီနေရာမှာရိုက်ချက်ရဲ့အတိတ်ပြေဖွင့်ဆိုချက်နဲ့ဖြေရမှာဖြစ်ပါတယ် stroke ရဲ့ stroke သို့မဟုတ်ရိုက်ချက်ရဲ့အတိတ်ပြေဖွင့်ဆိုချက်မှာဘောလုံးကိုရိုက်ရန်ခေါက်တုတ်ကိုရှေ့သို့ရိုက်တော့လှုပ်ရှားမှုလို့ခေါ်ပါတယ် ဘောလုံးကိုရိုက်ဖို့အတွက်ရည်ရွယ်ချက်နဲ့ပေါ့နော်ဘောလုံးကိုရိုက်ဖို့ရည်ရွယ်ချက်နဲ့ကောက်တုတ်ကိုရှေ့သို့လွှဲတဲ့လှုပ်ရှားမှုတိုင်းဟာရိုက်ချက်ဖြစ်ပါတယ် player intention လို့ပါတယ်ရိုက်ဖို့ရည်ရွယ်ချက်လို့ပါတယ် player intention နဲ့ရိုက်လိုက်ပြီဆိုရင် ကောက်တီးကိုထိရမယ်လို့မဆိုလိုထားပါဘူးမရေးထားပါဘူးထိသည် ဖြစ်စေမထိသည် ဖြစ်စေရိုက်ချက်ပါပဲခင်ဗျာ ရိုက်လိုက်တာဖြစ်လို့ air shock အခုလိုကိုမှုထက်ဖြစ်တယ်လို့ air shock ဖြစ်တယ်ဒါဒီ ပြစ်ဒဏ်တော့မဖြစ်ပါဘူးရိုက်ချက်တစ်ချက်ဖြစ်ပါတယ်ရည်ရွယ်ချက်နဲ့ရိုက်ရိုက်တဲ့ club forward move ဖြစ်တာမဟုတ် stroke ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒုတိယကိုမိုးထက်ရဲ့မိကွန်းဖြစ်တဲ့ရိုက်ချက်ဖြစ်မဖြစ် air shot ကရိုက်ချက်ဖြစ်မဖြစ်ဆိုတော့ဖြစ်စဉ်အတွက်လည်းရှင်းသွားပြီထင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ဗီဒီယိုတွေမှာဆုံတွေ့ကြမယ်